၂၀ခုခရဗိုလ်ချုပ်မကြီးမေအောင်လိုင်းရဲ့တရုတ်သားမကအမေရိကန်နဲ့ပါထိတွေ့ဆက်ဆံရေးမူဝါဒကဘဲကိုဥတည်နေကြလဲဆိုတဲ့အပေါ်စရေးနဲ့နိုင်ငံရေးအခက်ခဲတွေကြားတုံ့တက်လျက်ရှိနေကြပါတယ်။၂၀ခုခရဗိုလ်ချုပ်မကြီးမေအောင်လိုင်းဟာပြီးခဲ့တဲ့မေလ၈ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားရုတ်တံလိုင်းအာဒီနဲ့တွေ့ဆုံမေးမြန်းမှုမှာတရုတ်သားမကအမေရိကန်နဲ့ပါထိတွေ့ဆက်ဆံဖို့ရှိကြောင်းပြောကြားခဲ့တာပါ။မြန်မာနိုင်ငံဟာအမေရိကန်နဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ကောင်းတရုတ်ဟာအင်းနီချင်းဖြစ်တယ်လို့မဟာဗျူဟာမြောက်မိတ်ဖက်ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်ကြောင်း ဲ့ဒီနှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့ရှိကြောင်း၂၉ဥက္ကရာကပြောပါတယ်။မြန်မာနိုင်ငံလိုမျိုးနိုင်ငံငယ်အနေနဲ့အင်အားကြီးနိုင်ငံတစ်ခုတည်းကိုနိုင်ငံရေးအရာချင်းကတာထက်ပြိုင်တူသွားတာကပိုပြီးကောင်းမွန်တယ်လို့ငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်။အဲဒီ news ကကျွန်တော်တို့နိုင်ငံငယ်တွေအားလုံးကဖားရှိရမယ်သဘောထားတယ်ပေါ့။နော်။ကျွန်တော်တို့နိုင်ငံငယ်တွေက ဒီအချိန်မှာဘယ်သူကိုရံပြီးထားရမလဲအာဘယ်သူကိုမိတ်ဆွေထားရမလဲဆိုတဲ့ပြဿနာပါအားလုံးကို မိတ်ဆွေထားရမယ်ဆိုတာကဒီဥစ္စာကကျွန်တော်တို့ဒီ2008နဲ့ကိုက်ညီအောင်မကဘူးဒီဟာဟာကျွန်တော်တို့လွတ်လပ်ရေးရပြီးကြတဲ့ကနိုင်ငံတကာအားလုံးနဲ့ကျွန်တော်တို့မိတ်ဆွေရင်းစားတဲ့ 七百零四萬咩？食阿爹咧，啊條雞係二條千幾毫？啊、 no?，點知收得到？如果唔會要咁多嚟，唔會，就會少收吧？啊，養家好自然咯，冇咩難搞。嗱，譬如話，我屋企算下，我農唔得，等佢食農土邊度買啊？嘛，即係誒，啊，大家固步格，有咁多冇前途嘅，唔好。 အဲဒီလိုအားလုံးနဲ့ဒီဒီကအဒပီရဲကပ်တယ်ဆိုလို့ရှိရင်ပို့တော့လည်းကောင်းတယ်ဒါနိုင်ငံကြီးတွေကလည်းဒိုင်းနမေရီမေရီဘောမှာနားလေကိုရဲ့ဟုတ်မြန်မာနိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံသားရေးမူဝါဒဖြစ်ကောင်နိုင်ငံအလုံးနဲ့မဲဝုမပြတ်ဆက်ဆံရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။လက်ရှိမှာမထဝီနိုင်ငံရေးအရာနိုင်ငံကြီးတွေဟာနိုင်ငံငယ်ဒါမှမဟုတ်တခြားနိုင်ငံတွေကိုမျက်စောင်းထိုးနေကြကြောင်း ဒါ့အပြင်တရုတ်နဲ့အမေရိကန်ရဲ့ပြည်ထနာဟာနှစ်နိုင်ငံတည်းနဲ့ပြည်ထနာမဖြစ်နိုင်ပေတခြားနိုင်ငံတွေပုံဝင်လာမှပို့ပြီးရှုပ်သွားနိုင်ကြောင်းနတ်ဆကားဥက္ကရာကပြောပါတယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့ပဋိပက္ခကပြင်းထန်လာခဲ့သည့်ရှိသောမြန်မာနိုင်ငံအနေနဲ့နိုင်ငံကြီးတစ်ခုကိုရွေးချယ်တာထက်နိုင်ငံကြီးအားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိစေရေးလုပ်ကိုင်တက်ဖို့လိုအပ်တယ်လို့တရုတ်မြန်မာရေးလိလသုံးသက်သူဒေါက်တာလှကျော်စောကစီရင်နေသတင်းဌာနကိုပြောပါတယ်။ဟုတ်ကျမတို့ဒီနိုင်ငံတွေအားလုံးကဒီပိတ်လောက်တက်ကြင်တာတော်ရည်။ တရုတ်ကိုလည်းကောင်းအောင်ဆက်ဆံတယ်ထိုင်းအမေရိကန်ကိုလည်းကောင်းအောင်ဆက်ဆံတယ်ခုဂျီနီဗာမှာလုပ်နေတဲ့ခေါင်းနဲ့အစည်းအဝေးတွေပဲကြည့်ပါဦးခင်ဗျာမကြားဘူးကဲထရမ့်ကတင်ထားတဲ့တရားရာဂိုင်းတော့ဟိုနေ့နေအကုန်လျှော့ပြရတာလေရပောင်း90အတွင်းအဲရပောင်း90အတွင်းမှာလဲသူတို့နှစ်ဖက်ကအခုအဆင့်မြင့်ကုံတွေရဲ့အရာရှိများရဲ့စိတ်သက်ဆွေးနွေးပွဲတွေလာနေတယ်ဗျအဲ့တော့ခင်ဗျာတရုတ်နဲ့အမေရိကန်ကပဋိပက္ခ ကျမတို့ထင်တယ်လို့မပြင်းထန်ဘူးဆိုတာတည့်အချက်နှစ်အချက်ကတို့တကယ်လို့ပြိပခါပြင်းထန်လဲကျမတို့အနေသာကြီးတရုတ်ကိုလည်းကျမတို့ကောင်းကောင်းမွန်မွန်ဆက်ဆံအမေရိကန်ကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံရုရှားကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံဒါကျမတို့နိုင်ငံရဲ့ဒီဒီကလုတ်တက်ကိန်းတဖို့လို့ရအချက်တည်းပြဘယ်သူမှမယွေးကြရမလို့နော်တရုတ်ကိုယွေးပြီးအမေရိကန်ကိုတွယ်လိုက်မယ်သို့မဟုတ်အမေရိကန်ယွေးပြီးတရုတ်ကိုတွယ်လိုက်မယ်ဒါမျိုးကဟိုဘယ်လိုခေါ်မလဲ ိတ်ကိုပန်တမန်နီမကျွမ်းကျင်တဲ့လူတွေလောက်တဲ့ကိစ္စဗျ။အမေရိကန်ဟာလက်ရှိမှာမြန်မာနိုင်ငံကိုအခွန်44ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံထားပြီးဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုကိုအခွန်တိုးကောက်တာဟာမဖြစ်တင်ကြောင်းနိုင်ငံတစ်ခုတည်းကိုမိခိုနေရတဲ့ကုန်သွယ်မှုကိစ္စတွေကိုရှောင်ရှားပြီးနိုင်ငံအလုံးနဲ့မျှပြီးကုန်သွယ်မှုလုပ်တာကပိုကောင်းတယ်လို့နဆက်ကဥက္ကဋ္ဌကရုရှားခီးစင်မှာပြောခဲ့တာပါလက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေအကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ် အဲ့ဒီတိုက်ပွဲတွေမှာတော့အမေရိကန်ဘက်ရိုင်းနဲ့လက်နက်ကိုင်တွေနဲ့တရုတ်ဘက်ရိုင်းနဲ့လက်နက်ကိုင်တွေဖြစ်ပါတယ်